အားလုံးမင်္ဂလာပါခင်ဗျာ Forever Media Channel ကနေပြန်လည်ချိုးဆိုလိုက်ပါတယ်မိုးလေဝသနဲ့ဇလဗီတာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်နိုဝင်ဘာလ6ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလေဝသခန့်မှန်းချက်များကိုအသေးစိတ်တင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာအထူးမိုးလေဝသအနေနဲ့ဖြစ်ပေါ်နေတဲ့ခန့်မေရီမုန်တိုင်းအချိန်တက်ရောက်မှုတွေကြောင့်မိုးသက်ထန်စွာရာသွန်းပြီးမြေကြီးကြီးနိုင်တဲ့အနေနဲ့သေပြေးချက်များနဲ့မြန်မာနိုင်ငံပေါ်တက်ရောက်လာနိုင်တဲ့တိုင်ဖုန်မုန်တိုင်းခန့်မေကီရဲ့နောက်ဆုံးရသတင်းတူးများကိုတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်တော်နိုင်ပါတယ်ခင်ဗျာ ပထမဆုံးအနေနဲ့မုံတိုင်းမိုးသက်ထန်စွာရောက်သွင်းခြင်းကြောင့်မြေကြီးချင်းအခြေအနေသတိပေးချက်များနဲ့မြေကြီးများကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ယနေ့6ရက်17လ2025ရက်နေ့နံနက်6နာရီခွဲချိန်တိုင်းထွာချက်အရမြေကြီးအခြေအနေကိုတင်ပြပေးလိုက်ပါတယ်ခင်ဗျာ။မြေကြီးနားမြေကြီးဟာမနေ့ကညနေကနေ12နာရီအတွင်းနှစ်ပေကျော်ကန့်ထက်ကျသွားပါတယ်။မြေကြီးနားမြို့ရဲ့မနေ့ကအမေဆုံးပူချိန်ကတော့32.2ဒီဂရီဆယ်ဆီယံနဲ့ယနေ့အနေဆုံးပူချိန်ကတော့22.3ဒီဂရီဆယ်ဆီယံတို့ပဲဖြစ်ပါတယ်ခင်ဗျာ။မြေကြီးနားမြေကြီးဟာဆိုးရင်ရေမှတ်1100စင်တီမီတာသို့ရောက်ရှိရန် 135စင်တီမီတာ28ဘီကျော်ကအလုံးမှာရောက်ရှိနေပါတယ်။မြေကြီးနားမြေအဝင်စုစုပေါင်း10ဘီခွဲကျော်ကမြင့်တက်ခဲ့ပြီးဖြစ်ပါတယ်။31ရက်စလ2025ရက်နေ့နေ့လယ်ပိုင်းမှာစတင်ပြီးဖြည်းဖြည်းချင်းမြင့်တက်ခဲ့ခြင်းဖြစ်ပါတယ်။ယနေ့နံနက်ပိုင်းတင်ပြချိန်မှာတော့စုစုပေါင်း9ဘီခွဲခန့်ပြန်လည်ကျဆင်းခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာ။မီးရတဲ့ကြပုံမှန်နေထားကံမှာရှိနေပါမယ်ထူးကမ်းမီးကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာအေယောင်ရီမြစ်တစ်ပိုင်းမှာမိုးအားအနှဲငယ်ရှိနေပါမယ် ရဖန်ရန်ခါအရာဝတီမြေဆုံအထက်ပိုင်းမှာနေရာကွက်၍မိုးသက်ထန်စွာရာသွန်းခြင်းများကြောင့်မြေကြီးနားမြေကြီးချဆင်းနေရာမှာပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်စကားနိုင်ဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်းဒေသများနဲ့အေရီမြစ်အထက်ပိုင်းမေခမလိခမြဝမ်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနှဲငယ်ရှိနေပါတယ်။အေရီမြို့တစ်ချောင်းနဲ့ချင်းတွင်းမြို့တစ်ချောင်းမြေကန်းနီမြေနိဒေသများနဲ့မြေနုကျွန်းများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြတဲ့တောင်သူများ ရေလုံသားများအေယာရီမြကြီးကိုအမီးပြုနေထိုင်ရှာဖွေစားသောက်နေကြတဲ့မိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ပါရခင်ဗျာချင်းနေမြေအခြေအနေကိုဆက်လက်တင်ပြပေးတော့မှာဖြစ်ပါတယ်ခန်းနေမြေဟာမနေ့ကညနေကနေ12နာရီအတွင်းတလက်မကန်ထက်ကျသွားပါတယ်မုံရမြို့မြေဟာမနေ့ကညနေကနေ12နာရီအတွင်း9လက်မကန်ပြန်တက်လာပါတယ်ခန်းနေဟ ோம் လင်းဖောင်းပြေမော်လိုက်တို့မြေရများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်ကလေးဝမင်းကင်းနဲ့ကဏီမြို့တို့ရဲ့မြေရများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ် ဆက်လက်ပြီးအရာရီမီအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာအရာရီမီရိုးတခြားမျိုးများအားလုံးမှာမျိုးအစဉ်လိုက်မြေကြီးပြန်လည်မြင့်တက်လာမှာဖြစ်ပါတယ်ခင်ဗျာမြေကြီးနားမှာကြာဆင်းလာနေတဲ့အရာရီမီဟာတပိတ်ကျင်းမျိုးကိုဖြတ်ကျော်ပြီးမနက်ဖြန်မနက်ပိုင်းမှာမန္တလေးမျိုးနဲ့သခိုင်းမျိုးများသို့ရောက်ရှိဖြတ်ကျော်မှာဖြစ်ကြောင်းပါခင်ဗျာဗမာမျိုးမြေဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာပါယနေ့နေ့လယ်ပိုင်းမှာပြန်လည်ကြာဆင်းနိုင်ပါတယ်။ရွှေကူမြို့မြေဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။ကတာမြို့မြေဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။မြေကြီးအဝင်စုစုပေါင်း6ပေကမြင့်တက်ခဲ့ပြီးဖြစ်ပါတယ်။ ထီးကျိုင်တပိတ်ချင်းမျိုးတို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်တက်နေဦးမှာဖြစ်ပါတယ်။ဗန္ဒလေးမြေကြီးဟာဖြည်းဖြည်းချင်းဆက်တက်နေဦးမှာဖြစ်ပါတယ်။မြေကြီးနားမှမြေကြီးမရောက်ရှိသေးပါခင်ဗျာ။ဗရက်ဖြတ်မနက်ပိုင်းမှာမြေကြီးနားမြေကြီးရောက်ရှိမြင့်တက်လာနိုင်ပါတယ်။စကိုင်းမြေကြီးဟာဖြည်းဖြည်းချင်းဆက်လက်တက်နေဦးမှာဖြစ်ပါတယ်။မြေကြီးနားမှမြေကြီးမရောက်ရှိသေးပါခင်ဗျာ။ဗရက်ဖြတ်မနက်ပိုင်းမှာမြေကြီးနားမြေကြီးရောက်ရှိမြင့်တက်လာနိုင်ပါတယ်။မြေမှုမြေကြီးဟာဖြည်းဖြည်းချင်းဆက်လက်တက်နေဦးမှာဖြစ်ပါတယ်။မြေကြီးနားမှမြေကြီးမရောက်ရှိသေးပါခင်ဗျာ။ပခုတ်ကူမြို့နဲ့ညောင်ဦးမြို့တို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်တက်နေဦးမှာဖြစ်ပါတယ်။ ချောင်းမြို့မြေဟာဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းတွေမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။မေဘူးမကွေးအောင်လံပြည်စိတ်သာဟင်းသရနဲ့ဇလုံမျိုးတို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါဖြစ်ပါရခင်ဗျာ။ ARN မြေကြီးမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရခင်ဗျာ။ထူးခြားမှုရှိလာလျင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာ။ဆလဘီဖိလစ်ပိုင်နိုင်ငံကိုဝေရောက်တိုက်ခတ်ခဲ့ပြီးထိခိုက်ပျက်စီးမှုများစွာဖြစ်စေခဲ့တဲ့တိုက်ပွဲမုန်တိုင်းခန့်မေဂီဟာတောင်တရုတ်ပင်လယ်အတွင်းနောက်ဖက်သို့ဆက်လက်ရွေ့ရှားပြီးဗီယက်နမ်နိုင်ငံအလဲပိုင်းကမ်းဂျီကိုမနက်ဖြန်နိုဝင်ဘာလ6ရက်နေ့မှာ category 1အဆင့်တိုင်ဖုန်မုန်တိုင်းအဖြစ်ဝင်ရောက်တိုက်ခိုက်အောင်မှဖြစ်ကြောင်း ECNWF model လမ်းကြောင်းခန့်မှန်းချက်များအရတွေ့ရပါတယ်။မုန်တိုင်းတစ်လုံးဝင်ရောက်တိုက်ခိုက်တဲ့အခါမှာလေပြင်းနဲ့မိုးလွန်သဲထန်တာတွေကြောင့်ရုတ်တရက်ရေကြီးတဲ့တန်းတောင်ပြိုမြေပြိုတဲ့တန်းတွေကိုပြင်းပြင်းထန်ထန်ခန့်စားကြရတာဖြစ်ပါတယ်။ကံကောင်းထောက်မှစွာနဲ့မြန်မာနိုင်ငံကိုမုန်တိုင်းတိုင်းရိုက်ဝင်ရောက်တိုက်ခိုက်တာမရှိပေမဲ့မုန်တိုင်းအကျွင်းကြံများကသဲဆောင်လာတဲ့မိုးတွေသဲထန်တာကြောင့်ရုတ်တရက်ရေကြီးတာရေရှမ်းတာဖြစ်တာနဲ့တောင်ကျချောင်းရီများရုတ်တရက်ကြာဆင်းလာတာ တောင်ပြိုမြေပြိုဖြစ်တာတွေလည်းမုန်တိုင်းတလုံးရဲ့နောက်ဆက်တွဲအဖြစ်ခန်းစားခဲ့ကြရတာဖြစ်ပါတယ်။တိုင်ဖွန်းမုန်တိုင်းခက်မေရီရဲ့အကျဉ်းချန်တွေဟာဗီယက်နမ်၊လာအိုထိုင်းနိုင်ငံတွေကိုဖြတ်သန်းပြီးမြန်မာနိုင်ငံထဲထိဝင်ရောက်လာတဲ့အခါမှာမိုးအကုံဆောင်ကူကာလ၊မိုးလုံကာလအတွင်းမှာမိုးမိုးလွယ်ကာလအချိန်ကာလများကဲ့သို့ပြင်းထန်တဲ့ဆိုးကျိုးတွေမဖြစ်နိုင်ပါဘူး။မြန်မာနိုင်ငံအရှေ့ပိုင်းတောင်ပိုင်းနဲ့အလယ်ပိုင်းဒေသတချို့မှာတော့နေရာကွက်ရေမိုးသီးထန်ခြင်းမိုးရေချိန်မြင့်မားခြင်းကြောင့်လေကွင်းများရေမြုပ်ပျက်စီးတာတွေကတော့အနည်းအများဖြစ်နိုင်တာကြောင့်သတိထားနေထိုင်ကြဖို့နှိုးဆော်အပ်ပါရခင်ဗျာ ဆက်လက်ပြီးမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့အထူးမိုးလေဝသအခြေအနေများကိုတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာ။တိုင်ဖုန်မွန်တိုင်းကမရီအခြေအနေယနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်များအရတောင်တုံးပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်မွန်တိုင်းကမရီဟာအနောက်နောက်မြောက်ဘက်သို့ရွေ့ချခဲ့ပြီးဆက်လက်တည်ရှိနေပါတယ်။နောက်36နာရီတွင်ခံမှတ်ချက်ကတော့အဆိုပါတိုင်ဖုန်မွန်တိုင်းကမရီဟာအနောက်နောက်မြောက်ဘက်သို့ဆက်လက်ရွေ့ချနိုင်ပြီး6ရက်17လ2025ရက်နေ့ညပိုင်းမှာဗီယက်နမ်နိုင်ငံကမ်းခြေကိုဖျက်ချော်ဝင်ရောက်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ တရိပ်ပိနှိုးဆော်ချက်အနေနဲ့ကတော့အဆိုပါတိုင်ဖုန်မုန်တိုင်းခန့်မိကီမှပြတ်ထွက်လာတဲ့တိမ်တိုင်များကြောင့်၈ရက်၁၇လ၂၀25ရက်နေ့မှ၁၀ရက်၁၀လ၂၀25ရက်နေ့အတွင်းနေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရပြည်တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကင်းပြည်နယ်၊မိုးပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတွေမှာနေရာစိတ်စိတ်မှာနေရာအနှံ့ပြမိုးထချုံရွာပြီးအချို့ဒေသများမှာဒေသအလိုက်နဲ့နေရာကွက်ရီမိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်။မြဝချုံပေါ်မုံတမခွေမုံတင်းနှင်းနိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းသင့်တင်မှလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေဟာတနအီကို25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြေမှာမြဝချုံပေါ်မုံတမခွေမုံတင်နေနိုင်ကမ်းရန်တခြားနယ်ကမ်းလုံပင်လယ်ပြင်တို့မှာခုနှစ်ပင်မှ6ပေကန်ရှိနိုင်ပါတယ်။သို့ဖြစ်ပါ၍မိုးသက်ထန်စွာရာသွေးညင်းတဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကျုပ်ပစ်ခြင်းလျက်စီးလက်ခြင်းမိုးသီးကျွေခြင်းလျှက်တပြည့်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘောဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တဲ့အတွက် အဆိုပါဒေတာများမှရှိတဲ့ကုန်းမြေဒေတာအနည်းတွေနေထိုင်ကြသူများအနေဖြင့်မြေပြုံမှုအန္တရာယ်မြင်းငယ်ချောင်းငယ်များအနည်းမှနေထိုင်ကြသူများအနေဖြင့်ရေကြီးရေချမ်းမှုအန္တရာယ်များကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နဲ့ပြည်သူ့ရေချောင်းသွားလာရေးလေချောင်းပြန်တမ်းရေးနဲ့ဆိုင်ပြောင်းတာတမန်များအနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိနိုင်ပါရန်သတိပေးနှိုးဆော်အပ်ပါတယ်ခင်ဗျာဆက်လက်ပြီးမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့နေ့စဉ်မိုးလေဝသအခြေအနေများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ဘင်္ဂလားပင်လယ်အော်အချိန်ကြီးကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အထစ်တွေဖြစ်ထွန်းနေပြီးကျန်းဘင်္ဂလားပင်လယ်အော်မှာတိမ်နှင်းငယ်ဖြစ်ထွန်းနေပါတယ်။ထူးခြားတဲ့အချိန်ကြီးကတော့ယနေ့မြန်မာစံတော်ချိန်9:00ခွဲချိန်တိုက်ထွာကြများအရတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုက်ဖုန်းမုန်တိုင်းခန့်မီဂီဟာအနောက်နောက်မြတ်ဘက်သို့ရွေ့ရှားခဲ့ပြီးဆက်လက်တည်ရှိနေပါတယ်။အဆိုပါတိုက်ဖုန်းမုန်တိုင်းခန့်မီဂီဟာအနောက်ဘက်သို့ရွေ့ရှားနိုင်ပြီး6/17/2025ရက်နေ့ညပိုင်းမှာဗီယက်နမ်နိုင်ငံကမ်းခြေကိုဖျက်ချော်လာနိုင်တယ်လို့ခန့်မှန်းရပါတယ်။ မနေ့ဖြတ်မိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးကယားပြည်နယ်ခင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်အစီပိုင်းတို့မှာနေရာကျကျမန္တလေးတိုင်းဒေသကြီးရခိုင်ပြည်နယ်တို့မှာနေရာဆိတ်ဆိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြမိုးထချုံရွာပြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာကွက်ရီမိုးကြီးနိုင်ပါတယ်ရွာရရာနှုံးပြည်ဖြစ်ပါတယ်ခင်ဗျာဆလဘီတိုင်းဒေသကြီးနဲ့ပြည်နယ်များအတွက်မိုးလေဝသခံမှန်းချက်ကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ နေပြည်တော်မှာမိုးထရင်နေချိန်ထချုံရွာပါမယ်။ရန်ကုန်မြို့မှာမိုးထရင်နေချိန်ထချုံရွာပါမယ်။မန္တလေးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ပဲခူးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။မကွေးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ဟောင်းမလေးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။မုံရွာမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ပသိမ်မြို့မှာမိုးထရင်နေချိန်ထချုံရွာပါမယ်။တဝဲမြို့မှာမိုးထရင်နေချိန်ထချုံရွာပါမယ်။မြကြီးနားမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။လိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ဖမ်းမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ဟာခါမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ ော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်စစ်တွေမြို့မှာမိုးထစ်ချင်းနေချင်းထစ်ချုံရွာပါမယ်လာရှုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ခင်ဗျာမိုးဒေတောင်ဖြစ်ပေါ်မှုအခြေအနေကတော့တနင်္လာနေ့တိုင်းဒေသကြီးမှာမိုးဒေတောင်ဖြစ်ထွန်းမှုအကောက်လျှက်ရှိပြီးအဆိုပါမိုးဒေတောင်များရွေးရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းကျွန်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကျပြခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်လာနိုင်တဲ့အတွက် ကျိုးတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာမြမပင်လယ်ပြင်မှာတော့မြမကန်ဦးနှံတချောင်းနဲ့ကန်လုံပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းသစ်တဲမှာလှိုင်းကြီးနိုင်ပါမယ်မိုးသက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေဟာတနအီကို25မိုင်မှမိုင်30တိတိုက်ခတ်နိုင်ပါတယ်လှိုင်းပြင်မှာမြမကန်ဦးနှံတချောင်းနဲ့ကန်လုံပင်လယ်ပြင်တို့မှာ9ဘေမှ9ဘေကရှိနိုင်ပါတယ်နောက်နေ့အတွက်ခံမှန်းချက်ကတော့ဒီနေ့နိုင်တိုင်းဒေသကြီးကင်းပြင်းနယ်နဲ့မိုးပြင်းနယ်တို့မှာနေရာစိတ်စိတ်မှနေရာနှံ့ပြားမိုးထစ်ချုံရွာပါမယ် နေပြည်တော်နဲ့နှီးတွဲတဲ့မင်းပြန်မိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့မိုးတဲ့ချိန်ဒီချိန်ထစ်ချုံရောပါမယ်ရွာရရာနှုံးပြဖြစ်ပါတယ်ရန်ကုန်မြို့နယ်နှီးတွဲတဲ့မင်းပြန်မိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့နေရာခွာကြားမိုးထစ်ချုံရောပါမယ်ရွာရရာနှုံးပြဖြစ်ပါတယ်မန္တလေးမြို့နယ်နှီးတွဲတဲ့မင်းပြန်မိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့နေရာခွာကြားမိုးထစ်ချုံရောပါမယ်ရွာရရာနှုံးပြဖြစ်ပါတယ်နောက်ဆုံးအနေနဲ့မကွေးတိုင်းဒေသကြီးမှာနိုဝင်ဘာလ6ရက်နေ့မှနိုဝင်ဘာလ17ရက်နေ့အထိမိုးလေဝသအခြေအနေများကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ ပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေများကတော့ဘင်္ဂလားပင်လယ်ော်အရှေ့လယ်ပိုင်းနဲ့ဆက်ဆက်တဲ့ဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရေဝင်ဟာအပိုကောင်းလာပြီးဖြစ်ပါတယ်။မြောက်ဘက်သို့ဆက်လက်ရွေ့ရှားပြီးနိုဝင်ဘာလ9ရက်နေ့မနက်ပိုင်းမှာဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနိုင်ငံနယ်စပ်အနီးမှာကမ်းခြေကိုဖြတ်ပြီးကုန်းတွင်းပိုင်းသို့ဆက်လက်ရွေ့ရှားသွားနိုင်ပါတယ်။တောင်တရုတ်ပင်လယ်ကိုဝင်ရောက်လာတဲ့တိုင်ဖွန်းမုန်တိုင်းခန့်မီကီဟာအမြင့်ဆုံး category 2အဆင့်ထိရောက်ရှိနိုင်ပြီးအနောက်ဘက်ဗီယက်နမ်နိုင်ငံအလယ်ပိုင်းသို့ဆက်လက်ရွေ့ရှားပြီးနိုဝင်ဘာလ6ရက်နေ့9ရက်နေ့တွင်မှာ BNN ကမ်းခြေကိုဖျက်ချဝင်ရောက်နိုင်ပါတယ်။ကောင်းတဲ့သောဝင်ရောက်ပြီးတဲ့နောက်တိုက်ဖုန်းမုံတိုင်းခန့်မီကြီးရဲ့မုံတိုင်းအကျဉ်းချံများဟာလောင်အိုနိုင်ငံနဲ့ထိုင်းနိုင်ငံတို့မှတဆင့်မြန်မာနိုင်ငံနယ်စပ်ကိုမြောက်ဝရီမြို့အနီးမှာနိုဝင်ဘာလ9ရက်နေ့မှာဖျက်ချဝင်ရောက်လာနိုင်ပါတယ်။တိုက်ဖုန်းမုံတိုင်းရဲ့အကျဉ်းချံများကြောင့်တင်းတင်းနိုင်တိုင်းဒေသကြီး၊ကင်းပြည်နယ်၊မိုးပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းနေပြီးတော့မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အောက်ပိုင်းနဲ့မကွေးတိုင်းဒေသကြီးတို့မှာနိုဝင်ဘာလ9ရက်၊10ရက်များမှာ မိုးအထစ်တင်ရွာနိုင်ပြီးရန်ကုန်တိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးကင်းပြည်နယ်တွေမှာနေရာကွက်ရီမိုးသက်ထန်နိုင်ပါတယ်။မကူးတိုင်းဒေသကြီးတွင်မိုးရွာသွန်းရရှိနိုင်တဲ့အခြေအနေကြိုတင်ခန့်မှန်းချက်ကတော့ကြိုတင်ခန့်မှန်းရေးမှာရရှိတဲ့အချက်အလက်များအရမကွေးတိုင်းဒေသကြီးအတွင်းမှာဂံကောစောပခုတ်ကူမင်းတုံမင်းဘူးမခွေဖော့ပြပါမြို့နယ်ခရိုင်များမှာခုနှစ်အတွင်းမိုးရေချိန်နှစ်လက်မှအထက်ရွာသွန်းရရှိနိုင်ပါတယ်။မကွေးတိုင်းဒေသကြီးအတွင်းမှာနမောက်တရဲပွင့်ဖြူရေနံကြောင်း6စလင်းပေါက်စိတ်ဖြူ မြို့နယ်ခရိုင်များမှာခုနှစ်အတွင်းမူဝေချိန်တလက်မနဲ့အထက်ရွာသွန်းရရှိနိုင်ပါတယ်။ကံကောစောပခုတ်ကူမြို့နယ်ခရိုင်တွေကတော့ခုနှစ်အတွင်းမူဝေချိန်နှစ်လက်မမှသုံးလက်မနီးပါးရွာသွန်းနိုင်ပြီးမူဝေချိန်အများဆုံးရွာသွန်းနိုင်ပါတယ်။အပူချိန်လေတိုင်နှုန်းလေတုဆူတိုင်းစားနဲ့လေတုညဉ့်ညက်မှုအခြေအနေကတော့ယခုတစ်ပတ်အတွင်းမှာမကွေးတိုင်းဒေသကြီးရဲ့အမြင့်ဆုံးအပူချိန်ကတော့34ဒီဂရီဆဲလ်စီယပ်နဲ့အနည်းဆုံးညအပူချိန်ကတော့25ဒီဂရီဆဲလ်စီယပ်ရှိနိုင်ပြီးခန်းစားရတဲ့အပူချိန်ကတော့38ဒီဂရီဆဲလ်စီယပ်ခန့်ရှိနိုင်ပါမယ်။ မကွေးတိုင်းအလဲပိုင်းမြို့နယ်များရဲ့အော်တိုဘားလ15ရက်နေ့လေထုဆူတိုင်းစား90ရာခိုင်နှုန်းမှ60ရာခိုင်နှုန်းခန့်ရှိနိုင်ပြီးတောင်ကုန်းထူထပ်တဲ့ဒေသများ AR မြေကမ်းဤဒေသများမှာလေထုဆူတိုင်းစား80ရာခိုင်နှုန်းအထက်ရှိနေနိုင်ပါမယ်။မကွေးတိုင်းဒေသကြီးအားလုံးမှာညပိုင်းနဲ့မနေ့အစောပိုင်းမှာလေထုဆူတိုင်းစားများဟာ90ရာခိုင်နှုန်းမှ100ရာခိုင်နှုန်းအထိရှိနေနိုင်ပါတယ်။မကွေးတိုင်းဒေသကြီးရဲ့ဖျက်ပြလေထုညဉ့်ညမ်းမှုအညွှန်းကိန်းဟာ100မှ150ရှိနိုင်ပြီးတမန်အားဖြင့်အန္တရာယ်ရှိတဲ့ level မဟုတ်ပေမဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးမကောင်းသူများအတွက်ကတော့သတိပြုသင့်တဲ့အခြေအနေပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီနားဆင်ပေးကြရတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျန်းမာရှင်လန်းကြပါစေခင်ဗျာကျွန်တော်ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ